ီမိုကရက်တစ်မြန်မာအသံ TVB ရဲ့နိုဘာလ26ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့စစ်ကောင်းဆောင်အပါအဝင်14ဦးကိုအကြမ်းဖက်သမားတွေအဖြစ် NUG ကတင်ညာလိုက်တဲ့သတင်း၊မိုးကုတ်နဲ့မိုးမိတ်မြို့တွေထဲစစ်ကောင်းစီတပ်တွေစတင်ဝင်ရောက်လာတဲ့သတင်းနဲ့ရေဘေးတင်ထိုင်းတောင်ပိုင်းမှာမြန်မာလုပ်သားတွေအရေးပေါ်အကူအညီလိုအပ်နေတဲ့သတင်းတွေနားဆင်ကြရမှာပါ။ အနာသိစင်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပါဝင်၁၄ရောက်ကိုအစံဖက်သမားတွေဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG အစံဖက်တိုက်ဖြတ်ရေးဗဟုအဖွဲ့ကနိုဝင်ဘာ၂၅ရက်မှာကျင်းပပါတယ်။ ဆီယာနာတင်ခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလတရက်ကနေလက်ရှိချိန်ထိအကြမ်းဖက်အုပ်စုဖြစ်တဲ့နိုင်ငံတော်စီမအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးအပ်ဖွဲ့စည်းပေးခဲ့တဲ့အစိုးရအဖွဲ့အစစ်စစ်ရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာလည်းအကြမ်းဖက်အဖွဲ့စည်းဖြစ်တာကြောင့်အဲ့ဒီကောင်စီအဖွဲ့ဝင်တွေကိုလည်းအကြမ်းဖက်သမားတွေဖြစ်တတ်မှတ်တင်ညာလိုက်ပါတယ်။ အကျန်းဖက်သမားတွေစီရင်ထဲမှာတော့စေကောင်းဆောင်ပို့ချုပ်မှုချင်းမင်းအောင်လှိုင်တဲ့အတူပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြဒုတိယပို့ချုပ်မှုကြီးစိုးဝင်းပို့ချုပ်ကြီးမြထွန်ဦးဒုတိယပို့ချုပ်ကြီးထွန်းထွန်းနောက်ဦးဝနမောင်လွင်ဦးတန်းဆွေဦးဟင်နရီပန်ချင်းယူဒုတိယပို့ချုပ်ကြီးအောင်လင်းတွေဒုတိယပို့ချုပ်ကြီးရဲဝင်းဦးဒေါက်တာသီတာဦးပို့ချုပ်ကြီးတင်အောင်ဆန်းပို့ချုပ်ကြီးမမောင်အေးနဲ့ဒုတိယပို့ချုပ်ကြီးရပြည့်တို့ပါဝင်နေပြီးဥပဒေအရအရေးယူနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ် ။တရုတ်ပြည်အားကြောင့်စစ်ကောင်စီကိုပြန်ပေးခဲ့ရတဲ့မန္တလေးတိုင်းမိုးကုတ်မြို့တွေကရုံကိန်းနဲ့လောက်ွက်တွေမှာစစ်ကောင်စီတပ်သားတရာကျော်စတင်ဝေရောက်နေရယူထားတယ်လို့မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။ကြောက်ဖန်းဂိတ်30အောက်ချုံမှ20အပေါ်ချုံမှ90 ဌာနဆိုင်ရာယုံတွေမှာ40နဲ့ပြောင်းပြင်ရွာထိပ်ယတနာရှင်လောက်ွက်မှာ30စုစုပေါင်းစစ်ကောင်စီတပ်သား180ခန့်ရောက်ရှိနေပြီလို့ဆိုပါတယ်။ဒါပြင်မြို့ခံအများစုလည်းတင်းရှောင်သွားပြီးမြို့ထဲမှာခြောက်ကပ်နေတယ်လို့မိုးကုတ်ပကဖတာဝန်ရှိသူတယောက်က DVB ကိုပြောပါတယ်။အလားတူမိုးမိတ်မြို့ထဲကလည်းနိုဘာ20ရက်နောက်ပိုင်းကစပြီးစစ်ကောင်စီတပ်သားတချို့တဖြည်းဖြည်းဝင်ရောက်လာကမြို့ထဲကနေအိမ်တွေမှာနေရာယူထားတယ်လို့မိုးမိတ်စီရီသတင်းရင်းမြစ်တွေကပြောပါတယ်။ လက်တလောထိုင်းတောင်ပိုင်းခရိုင်ကိုကုမှာရေကြီးရေရှမ်းသဘာဝပေးအန္တရာယ်ကျရောက်နေပြီးလူပေါင်းနှစ်တန်းကျော်ရေပေးတဲ့ကအဲ့ဒီတဲကမြန်မာရွှေ့ပြောင်းအလုသမာသတိန်းကျော်ပါဝင်တယ်လို့အလုသမာကူညီရေးအဖွဲ့ကပြောပါတယ်။ဟာရဲတမျိုးတဲမှဒီရေပေးတဲ့မြန်မာရွှေ့ပြောင်းလုပ်တာထောင်ထဲချီရှိတယ်။ရေပေးတဲ့နေတာ၅ရက်ကျော်ပြီဖြစ်ပြီးထွက်လို့မရပဲရေထဲပိတ်မိနေတာလဲထောင်ထဲချီရှိတယ်လို့ Labor Rights Foundation မှဥပယီကပြောပါတယ်။ရေပေးကလွတ်လာတဲ့မြန်မာလုပ်သားတွေဟာဒေသခံတွေနဲ့အတူစာ တင်ကျောင်းစည်းရုံစတဲ့အစိုးရအဆောက်အုံတွေမှာယာယီခုံလုံးနေပြီးခောက်ဆဲချက်တွေစေဝါနဲ့အခြေခံလူသုံးကုန်ပစ္စည်းတွေကိုတတ်နိုင်သလောက်လိုက်လံဝေငှပေးနေပေမဲ့အစားအစာအကူအညီလိုအပ်နေပါတယ်။ခရိုင်ကုန်းခုစလုံးမှာရေပေးတင်သူပေါင်း2တန်းခွဲကျော်နဲ့တည်ဆုံသူ33ယောက်ရှိသွားပြီဖြစ်ပါတယ်။သွေးစည်းညညတော်တမကမြအဖွဲချုပ် SDUM ရဲ့အဖွဲ့ဝင်မဟင်မာဦးကို အင်းစိန်မြို့နယ်တရားရုံးမှလူနှစ်ယောက်ကစက်သိန်းတရားစီအာမခံထားရှိစေကခြေကျုံနဲ့သုံးနှစ်နေဖို့အမိန့်ချလိုက်တယ်လို့အဲ့ဒီဖွဲ့ကထုတ်ပြန်ပါတယ်။ အင်းစိန်မြို့နယ်တရားရုံးကအလုတ္တမသမဂအဖွဲ့ဝင်တယောက်ဖြစ်တဲ့မဟေမာဦးကိုဆွဲဆိုထားတဲ့ခြေကျုပ်နဲ့ခံဝင်အဥပဒေ9ဆလုံးဆက်လိန်အမှုအတွက်နိုဝင်ဘာ25ရက်မှာအမိန့်ချလိုက်တာပါတရားရုံးကချမှတ်လိုက်တဲ့အမိန့်အရမဟေမာဦးအနေနဲ့တလပြည့်တိုင်းကောင်းမွန်စွာနေထိုင်ကြောင်းအင်းစိန်မြို့မှယက်စခါမှာခံဝင်လက်မှတ်သွားရောက်ရေးထိုးရမယ်လို့ဆိုပါတယ် SCUM ရဲ့ဦးဆောင်သူထော်မျိုးမျိုးအေးနဲ့ဖွဲ့ဝင်၉ယောက်မှစူလိုင်လကုံပိုင်းကဖမ်းဆီးထိန်းသိမ်းခံရပြီးခြေကျုံတဲ့ခံဝင်အဥပဒေပုံမှန်၅တင့်စလုံးစလိန်နဲ့ကနဦးအမှုဖွင့်တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီတဲကမှထော်မျိုးမျိုးအေးနဲ့ SCUM အဖွဲ့ဝင်တယောက်မှခြေကျုံတဲ့၆လကောင်းမွန်စွာနေထိုင်ဖို့အမိန့်ချခံထားရပြီးမဟင်မာဦးအနေနဲ့သူတို့ထက်ပြစ်ဒဏ်ကာလနဲ့အာမခံကြီးပို့ပြီးချမှတ်ခံရတာလည်းဖြစ်ပါတယ်။ အနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ပြည်ပရောက်မြန်မာတွေအနေနဲ့ဒီဇင်ဘာလ၂ရက်ကစပြီးကျူတင်မဲပေးနိုင်တယ်လို့စစ်ကောင်စီတန်ယုံတွေကနေအသိပေးထားပါတယ်ကျူတင်မဲပေးဖို့အတွက်ပုံစံ15ဖြစ်ထားသူတွေအနေနဲ့ဒီဇင်ဘာလ၂ရက်ကနေ၄ရက်ထိမဲပေးနိုင်တယ်လို့ UAE နိုင်ငံရှိစစ်ကောင်စီတန်ယုံက November 23ရက်နေ့စွဲနဲ့ထုတ်ပြန်ထားပါတယ် အဘူဒါဘီမြို့ကစစ်ကောင်စီတန်ရုံမှာမနေ့၁၀နိုင်ရီကနေညနေ၄နိုင်အထိမဲယုံဖွင့်ထားမယ်လို့လည်းအသိပေးထားပါတယ်။ဒီပတ်ရောက်မြန်မာပြည်ချုပ်တင်မဲပေးရမယ့်ရက်ကိုအဲ့ဒီတန်ရုံကကနဦးအသိပေးလာတာဖြစ်ပြီးတခြားနိုင်ငံတွေကစစ်ကောင်စီတန်ရုံတချို့ကရက်သတ်မှတ်ကြေညာတာမတွေ့ရသေးပါဘူး။ UAE နိုင်ငံကစစ်ကောင်စီတန်ရုံအနေနဲ့ပုံစံ၁၅ရှောက်တာလက်ခံချိန်ကလေးက နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုဖြစ်ပေးနေသူတွေကိုပုံစံ15ဖောင်ဖြစ်တင်ပေးရမယ်လူဦးရေခွင့်ရန်သတ်မှတ်ဖိအားပေးစေခိုင်းခဲ့တာရှိတယ်လို့အဲ့ဒီနိုင်ငံရောက်မြန်မာနိုင်ငံသားတချို့ကပြောပါတယ်